နိုင်ငံစီမံပွဲလုပ်ဖို့ဆိုရင်နံပါတ်1အပြည့်ရမယ်နော်အပြည့်ရပြီးတော့နံပါတ်2အာနိုင်ငံကြီးဆွေးနွေးမှုမူပေါင်းလေးရေးဆွဲရမယ်အာနံပါတ်3အမျိုးသားအစစ်လာ UBC လာစသဖြင့်ဒါမူပေါင်းတည်တည်ကြရေးဆွဲပြီးတော့လုပ်ရမယ်လေအခုကျွန်တော်တို့ကအဲ့ဒီနံပါတ်1မှာပါတဲ့အပြည့်ရမယ်ဆိုတာကငါတို့မလုပ်နိုင်ဘူးဒီလူမျိုးတနိုင်ငံလုံးမကြုံစဘူးလက်နက်ကန်ပြည်ပခါတွေကျေပြန့်နေတဲ့နိုင်ငံအတွက်က မြေချမ်းကြီးဆိုတာကိုတော့သမဟုတ်ချင်းတော့ရဖို့ကတော့နားခက်ခဲရှိမယ်တာမန်ချင်းနေမဟုတ်တဲ့နိုင်ငံကြီးအခင်းချင်းတစ်ခုအောင်မှာတော့ဒီနိုင်ငံကြီးအင်အားစုကြားထဲမှာပဲဖြစ်ဖြစ်ငါတို့နိုင်ငံလူနိုင်ငံသားရုပ်ဆော့ဆောက်သားရဲ့ကိုယ့်ရဲ့မိသားစုတစ်ခုကြားထဲမှာတော့မှဒီအမြင်မတူတာတို့နားလည်မှုမတူညီတာတို့စသည်ဖြင့်သဘောထားကွဲလွဲလာတော့ဒါကရှိစင်ရဲ့ပဲဒါလုံဆန်လို့မရဘူး ဒါပဂရိရှိတရားဖြစ်တယ်။ခုနကပြောသလိုမျိုးသူတို့အနေနဲ့ကလည်း statement ထုတ်တယ်ဆိုတာလည်းပဲသူ့အမည်သူ့ရှိတော့နဲ့သူထုတ်တာလည်းဒါဖြစ်ကောင်းဖြစ်နိုင်တယ်။သို့တော့ NC ရဲ့ပဂတိအခြေအနေကခုနကသားပြောတဲ့အပြင်မှာဖြစ်နေတဲ့ကိစ္စရတဲ့ရှုအဲ့ဒီရှုတော့နေဒါအင်္ဂါတော့မပြောပဲနဲ့ပေါ့လေ။ NC NC မှာပါတဲ့လူစာသားအရပဲ။ဟုတ်မှန်ပြ။ပုံမှန်ပေါင်း33ခုရှိတယ်။အခြေလက်ပေါင်း တရားတစ်ဆယ်နဲ့တစ်ချက်ရှိတယ်ခံပေါင်းခုနှစ်ခန်းနဲ့ရည်ဆွဲထားတဲ့ NC မှာပြကြပြန်ဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဒါ NC စတဲ့အသက်ဝင်ခြင်းဆိုတာပုံမှန်တစ်ခုပါတယ်နောက်ပြီးတော့ NC အတည်ပြုခြင်းခုနသာပြောတဲ့လွတ်တော်မှာအတည်ပြုတဲ့ကိစ္စလည်းအဲ့ဒါလည်းပုံမှန်တစ်ခုပါတယ်သို့တော့ဘယ်အခြေအနေမှာ NC ကပြက်ပြက်တလဲဆိုတာအဲ့ဒီပုံမှန်မရှိဘူးနော်ဆိုတော့ကအဲ့ဒီတော့က NCA ကိုနှစ်ဖက်ရည်ဆွဲညှိနှိုင်းခဲ့တဲ့နှစ်ဖက်ခေါင်းဆောင်တွေပေါ့အစိုးရဘက်ကလည်းပါမယ်ယူအိုဘက်ကလည်းပါမယ်အဲ့တော့ခေါင်းဆောင်တွေရည်ဆွဲညှိနှိုင်းတဲ့အခြေအနေကဒီ NCA စာချုပ်ကပြက်ပြဲမယ်ပြက်စီမယ်စသည်ဖြင့်အဲ့ဒါတွေကိုသူတို့စဉ်းစားမိဟာတော့မတူဘူး NCA ကိုမ PC အောင်မြင်တဲ့အထိပေါ့ဒါဘိုးစားပေါ့လေ joint ပေါ့ နော်ဟိုကုတွဲအကောင့်တဲ့ဖော်ကြားမှုတန်တိတံပြူကြတယ်ဆိုတော့ကတဲ့ကအဲ့ဒီခြေတို့ကနှစ်ဖက်မှာရှိတဲ့ခေါင်းဆောင်တွေရဲ့အပြာလန်ယုံကြည်မှုကအဲကျွန်တော်စိတ်တင်တော့ကျွန်တော်အမြင်တော့လေတော်တော်လေးကိုမြင့်မာတယ်နော်တော်တော်လေးကိုမြင့်မာတယ်နှစ်ဖက်အပြာလန်ယုံကြည်မှုကအယံမြင့်မာနေတဲ့အချိန်မှာ NCA ကို PC အောင်မြင်ဖို့ကြိလောက်ပဲတို့ကအပြာလန်တိုင်တိုင်းတော့ပြူကြတယ် DAC ကပြည့်မယ် ဟိုပြောင်းနေဆိုတာလေအဲ့ဒီခြေတော့တို့အနေနဲ့ဇင်းလည်းမစင်စားမိဘူးဟိုလူလည်းမလူအဘူးလို့တို့ထင်တယ်လို့လေအဲ့လိုမြင်လို့ရတယ်ပေါ့လေဘလူပဲပြပြချုပ်ပြောလိုက်မယ်ဆိုရင်ဒီအချိန်မှာတော့ဒီတမန်အချိန်နေမိုးတဲ့နိုင်ငံရေးခင်ကြီးတခုအမှာ NCA ပေါ်မှာလည်းအမြင်တရားအမျိုးမျိုးရှိနေမှာပဲဒါအစမ်းမှုပဂတိရှိနေဘလူပဲမြင်ပါစေခုနကသာပြောသလိုမျိုး NCA အသက်ဝင်ကြီးပုံမှန်ကအတိအကျပါတယ် NCA ဝိဥ္ဇာပေါ့လေဟိုအတီးပြုချင်းဆိုတာလည်းပုံမှန်တိကျပါတယ်သို့တော့ဘယ်အချိန်နေမှာ NCA ကပြက်ပြင်းတယ်လဲဆိုတာပုံမှန်မပါရှိတဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာတော့ကြိုက်တယ်လို့ယူဆလို့ရပါတယ်လို့ပြောဆိုပြပါတယ်ဒါလည်းခုနကလူစကားကိုပြန်ပြောအောင်မယ်နော်ဒီအချိန်တွေကဒါတာမန်ချင်းနေမဟုတ်ဘူးအတီးတို့ NCA ခိတော့တာဒါတို့လည်းတရားရောက်မှာပါနိုင်ငံရှင်တွေပဲလုပ်ဖို့ဆိုရင်နံပါတ်1အပြည့်ရမယ်နော် အပြည့်ရပြီးတော့နံပါတ်1နိုင်ငံကြီးဆွေးနွေးမှုမူပေါင်းကြီးရေးဆွဲရမယ်အဲနံပါတ်3အမျိုးသားအစစ်လာ UBC လာစသဖြင့်ဒါမူပေါင်းတည်တည်ကြရေးဆွဲပြီးတော့လောက်ရမယ်လေအခုကျွန်တော်တို့ကအဲ့ဒီနံပါတ်1မှာပါတဲ့အပြည့်ရမယ်ဆိုတာကငါတို့မလုပ်နိုင်ဘူးဟုတ်ကဲ့နော်ငါတို့တနိုင်ငံလုံးနေရာတော်တော်များများမှာဒီလက်နက်ကန်ပြပခါတွေဖြစ်ပေါ်နေတဲ့အချိန်မှာအခုကျွန်တော်တို့ဒီလောက်တဲ့ပွဲပေါ့နော်ဒါလည်းဒီပွဲကလည်းပဲ တော့အမြင်ရတာအမျိုးမျိုးရှိမှာပဲသို့တော့ဒီအချိန်မှာကျွန်တော်တို့ကဒီစည်ရေပေါင်ကအရန်ကိုကျဲတယ်ဒီဒီလူမျိုးပြေဆုံးစကားပြောတဲ့အခင်းချင်းကဒီနှစ်သုံးနှစ်တွင်းမှာလူကမရှိသလောက်ပဲလေပြီးခဲ့တဲ့ပါရမဟိုစာပေါ့ဒီ peace talk ရှိတယ်ပြီးတော့ peace forum နောက်တစ်ချိန်ရှိတယ်အခုစရင်ဒါ peace forum ပြောဒုတိယအချိန်ပဲရှိတယ်ကွာဒါတော့တနစ်တာအတွင်းမှာဒါတော့ပဲလုံနိုင်တဲ့အခင်းချင်းတစ်ခု ကတော့ဗျာဒီလူမျိုးတနိုင်ငံလုံးမကြုံစဘူးလဲနဲ့ကန်ပြည်ပခါတွေကျေပြန့်နေတဲ့နိုင်ငံအတွေ့ကငြိမ်းချမ်းရေးဆိုတာကိုတော့တမဟုတ်ချင်းတော့ရဖို့ကတော့ဒါအခက်အခဲရှိမယ်သို့တော့အဲ့ဒီငြိမ်းချမ်းရေးရဖို့အတွက်ဒါအစာပြုတ်ချီလန်းကောင်းတစ်ခုအနေနဲ့ဒါရှုမြင်လို့တော့ရမယ်လို့ထင်ပါတယ်ခင်ဗျာအစာပြုတ်ချီလန်းလို့ပါချီလန်းသေးလားကြီးလားတော့မသိဘူးအစာပြုတ်နိုင်တယ်လို့တော့ အာယူဆက်လို့ရပါတယ်အခုတည်တဲ့အတိုင်းပဲအဲဒီယူကောက်ပွဲမတိုင်ခင်ယူကောက်ပွဲအပြီးကျွန်တော်တို့လောက်ရမယ်ဒီငြိမ်းချမ်းရေးအတွက်စဉ်းစားချက်တွေအမျိုးမျိုးလေဒါမှပညာရှင်တွေလည်းပါတယ်အဲလက်နက်ကန်တွေလည်းပါတယ်ပါတီတွေလည်းပါတယ်အဲဒီနေပဲဆွားနေပြီးတော့ဒီကျွန်တော်တို့နိုင်ငံအတွက်မရှိမဖြစ်လိုအပ်တဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုကျွန်တော်တို့ပြန်လဲအစပြုတ်တဲ့အခါမှာဘလို့လမ်းကြောင်းမျိုးနဲ့ဘလို့အသွင်ပြန်တာမျိုးနဲ့ ကျွန်တော်တို့ချင့်ချေလို့ရအောင်ဒီအမြင်နေအသံနေစုစုလင်းလင်းကြားခွင့်ရတယ်ဆိုတာကလည်းပဲဒါကအားတခုလို့ပြောလို့ရပါတယ်ပြည်သူတွေကတော့ဒါရေးချမ်းရေးနဲ့ဝေခဲ့တာလည်းတော်တော်ကြာပြီကျွန်တော်တို့ဟိုးပြီးခဲ့တဲ့ ANCA ကောင်တဲ့ပေါ်ကာလမှာဆိုရင်27ရာစုပင်လုံးအဲ့ဒီအဖွင့်တစ်ချင်းမှာမငြေချမ်းလို့မဖြစ်ဘူးဆိုပြီးတော့အာ ကြရပြည်များကလေးတွေလာတင်ဆက်သွားတာလေမှတ်မိတယ်တခါတလေစဉ်းစားမိတယ်ဟာအဲ့ဒီတရားပေါ့လေကျွန်တော်တို့နိုင်ငံမငြိမ်းချမ်းလို့မဖြစ်ဘူးဆိုပြီးတော့ဟုတ်လွန်ခဲ့တဲ့ဆယ်နှစ်တာကာလကကျွန်တော်တို့ကဒါတိရှိတယ်နားလဲတယ်မငြိမ်းချမ်းလို့မဖြစ်ဘူးငြိမ်းချမ်းအောင် လုပ်ရမယ်လုပ်ရင်လုပ်ရင်နဲ့ပဲမငြိမ်းချမ်းတဲ့ဘဝကို ပြန်ရောက်နေတဲ့ပြည်သူတွေအတွက်ကတော့ဒါဘယ်လိုပြောမလဲဆိုရင်တော်တော်လေးကိုကြီးခိုင်းနေတာမှုတွေကတော်တော်များနေပါပြီ ီကြားထဲမှာကလည်းပဲဟိုလူလောက်တဲ့ဒီလက်နဲ့ကန်ပရိပက်ကလူလောက်တဲ့ဘီးဒါမကပေါ့လေတဘောကဘီးလဲထဆင့်ခံတော့ဒီသူလူတွေကအရန်နေနာနေပါပြီသို့တော့ဒီလူမျိုးကျွန်တော်တို့နိုင်ငံမှာမကြုံစဘူးလက်နဲ့ကန်ပရိပက်ကဒီကြီးမားကျယ်ပြန့်တဲ့ဒီနိုင်ငံရေးခင်းချင်းဒီသမာအချင်းဒီမဟုတ်တဲ့နိုင်ငံရေးအခင်းချင်းတကူအောင်မှာကျွန်တော်တို့နောင်လာနောက်သားမျိုးဆက်တစ်တွေအတွက်ပေါ့လေမလွဲမသွေလူအားတဲ့ ရေးချမ်းရေးကိုပေါ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ကစီရင်နေနဲ့ပေါ်ဆောင်လို့မရပါဘူးကျွန်တော်တို့တွေ့ဆုံဆွေးနွေးအဖြစ်စားတဲ့နေနဲ့ပဲအာဝူစားပေါ့လေအဲကျူစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံရဲ့ရေးချမ်းရေးရေးချမ်းရေးလို့ပြောမဲ့ဆိုရင်လည်းပဲဒါပြည်တော်စုရေးချမ်းရေးကိုပြောတာပါနော်ဒီနိုင်ငံမှာရှိတဲ့ဖန်60သောပြည်သူလူထု135မျိုးသောတိုင်းပြည်သူလူထုအာစသည်ဖြင့်ဒီမိုကရေစီရောဖက်ဒရယ်ရော အဲအခွင့်အရေးတွေနော်ဟိုစာတတိယရောက်ပေါ်ပေါ်လာနိုင်မယ်ပြည်တော်စုတကူကိုပေါ်ဆောင်နိုင်မှာပဲကျွန်တော်တို့ပြောတဲ့ပြည်တော်စုညီချမ်းကြီးကကျွန်တော်တို့တည်ဆောက်လို့ရနိုင်မယ်ဖြစ်တယ်အဲဒီချိန်မှာတော့အခက်အခဲတွေရှိတယ်ဆိုတာလည်းနားလည်ပါတယ်ဘယ်လိုပဲရှိရှိကျွန်တော်တို့ရှိတဲ့အားအနေပေါ့လေပြည်သူဆိုရင်လည်းပြည်သူအလျောက်နော်မီဒီယာဆိုရင်လည်းမီဒီယာအလျောက်စသည်ဖြင့်ပေါ့လေအဲလိုမျိုးကျွန်တော်တို့ဒါပူပေါင်းဆောင်ရွက်နိုင်ဖို့ဂျူပန်းဆောင်ရွက်ရမှာမယ် အဲ့လိုပူပေါင်းဆောင်ရွက်နိုင်အောင်လည်းပဲဒီအခင်းကြီးကနေလည်းပဲခုနပြောသလိုမျိုးအစာပြုတ်ချီလန်းကောင်းတစ်ခုအနေနဲ့ဒါဖြစ်စေချင်ပါတယ်လို့ပြောချင်ပါတယ်